ရန်ကုန်ထွေထွေယောဂကူဆေးရုံတကြီးဂျပန်ဆေးရုံရှိအဆောင်ဟောင်းမှာဒီဇင်ဘာလ29ရက်နေ့နံနက်ပိုင်းကလူနာတအူးဓာတ်လေကညက်သေးဆုံးခဲ့ကြောင်းအဆိုပါဆေးရုံအုပ်ကြီးဖြစ်သူကပြောကြားခဲ့ပါတယ်။ဖြစ်စဉ်မှာအဲဒီနေ့နံနက်7:00နာရီခွဲခန့်ကလူနာကိုအောင်စော်မျိုးအသက်26နှစ်ဟာဆေးကုသမှုခံယူပြီးသုံးလွာကိုလူနာတင်လှဲနဲ့ဓာတ်လေကားနဲ့တက်ရောက်စဉ်နှစ်လွာနဲ့သုံးလွာကြားအရောက်ဓာတ်လေကားဖရိတ်နဲ့ကန့်လက်ညက်ပြီးတည်ဆုံသွားခဲ့တာဖြစ်ပါတယ်။ ဆေးရုံအုပ်ကြီးဖြစ်သူဒေါက်တာမြင့်တောင်းကလူနာကသုံးလွှာမှာကုသနေတဲ့လူနာဖြစ်ပြီးအောက်ထပ်မှာဆေးကုသမှုခံယူပြီးတက်လာရာနှစ်လွှာမှာထော်လီထုတ်တဲ့အချိန်မှာဓလေကားကရုတ်တရက်အပေါ်ကိုတက်သွားတာကြောင့်အပေါ်ကဖရိန်နဲ့သူ့ခါကန့်လက်ကြီးညက်သွားတာဖြစ်ပြီးဆွဲထုတ်ကအောက်ဆီဂျင်နဲ့ပေးပြီးကုသပေးပေမဲ့သုံးသွားတာဖြစ်တယ်လို့ဆိုပါတယ် အဲဒီလိုဖြစ်ပွားရခြင်းနဲ့ပတ်သက်ပြီးအဆိုပါဓာလီကားကိုတာဝန်ယူဆက်ဆေးပေးနေတဲ့အင်ဂျင်နီယာတဦးကအခုဖြစ်သွားတဲ့ဖြစ်စဉ်ကဓာလီကားအပြင်တကားကပိတ်ပြီးအတွင်းတကားကမပိတ်ပဲအပေါ်ကိုတက်သွားတဲ့အတွက်လူနာကဖရိန်နဲ့ကလန့်ကြီးညက်သွားတာဖြစ်ပြီးဓာလီကားတိုင်းကတကားအဆုံမပိတ်ပဲလုံးဝမတက်ပါဘူး။ဘာကြောင့်ဒီလိုဖြစ်တယ်ဆိုတာကိုတော့အသေးစားမပြောနိုင်ပေအတော်ထူးဆန်းတဲ့ဖြစ်စဉ်ဖြစ်တယ်လို့ဆိုပါတယ်။ တည်ဆုံးခဲ့တဲ့လူနာကိုအောင်စောမျိုးဟာအဲ့ဒီစေယုံမှာနိုဝင်ဘာလကလေးကတက်ရောက်နေသူဖြစ်ကရန်ကုန်စေယုံကြီးမှာနှလုံးဆိုးရှင်ခွဲစိတ်ဖို့ရက်ချင်းယူထားပြီး၎င်းဟာမလေးရှားနိုင်ငံမှာတွားရောက်အလုပ်လုပ်ကြရမှာတီရကူထောက်ကူပြုဖွဲ့ရဲ့အစီအစဉ်နဲ့ပြန်လည်ရောက်ရှိလာခဲ့သူတအူးဖြစ်ပါတယ်။